လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုခန့်ကဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့သို့တည်တကူရောက်ရှိစဉ်ကင်မရာဝယ်လိုသည်ဟုဆိုသဖြင့်၎င်းကိုကင်မရာဆိုင်လိုက်ပို့သောအခါဒေါ်လာထောင်ပေါင်းများစွာတန်သောကင်မရာတစ်လုံးကို၎င်းအသုံးပြုရန်အဆိုင်အတော်မရှိဝယ်ယူခဲ့သည်ဟုမြို့ကန်တအူးကဆိုသည်ထိုကဲ့သို့ငွေသုံးဖြုံးနေသောဖုန်ကြီးမျိုးကိုဘဝနီကုန်းရှုပ်ခံသည်တန်တရာရိတ်ခါအတွက်ဟုဆိုကာရှိစုမဲ့စုငွေကြေးများလူတတ်နေသောမြန်မာနိုင်ငံတဝန်းရှိတောသူတောင်သားများ၏အဖြစ်ကိုတွေးကြည့်က ရင်းနှင်းမွေရာဖြစ်လေသည်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့မြန်မာနောက်မှာစောင်းပါရှင်ဆွေဝင်းရေးသားထားတဲ့ တည်တခုကြဆုံးမှုသည်နေဦးတော်လိုင်းရေး၏အောင်မြင်မှုတစ်ခုဖြစ်သည်ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။2000ခုနှစ်ခန့်ကဖြစ်သည်ကျွန်တော်သည်မြမပြည်အလဲပိုင်းမြင်းကြံထောင်တဲရှိအချင်းခန်းငယ်တစ်ခု၏တကားတန်နိုင်များကြားထဲသို့နေရွက်ကိုရသည်မတေပြီးလေထဲတွင်လွင့်လာသည့်တည်တခုစီရတော်အရှင်ညာနေဒရာ၏တရားတစ်ပုဒ်ကိုအတင်းနာဆွင့်နားထောင်နေမိသည်။၎င်းဟောပြောနေသည့်အကြောင်းအရာမှာဖခင်ကိုတတ်ဖြတ်ပြီးထီးနန်းလူခဲ့သောအစာတသက်သည် ညစဉ်အိတ်မပြောင်းနိုင်ပဲပူဆွေးနောင်တရနေသောကြောင့်ဂေါရမဘုရားထံသို့ရှိကတရားနာကြခဲ့ပုံဖြစ်သည်လူတို့သည်၎င်းကျွလွန်ခဲ့သော အပြစ်အတွက်နောင်တရရုံမျှမက ထိုအပြစ်ကိုဝန်ခံခြင်းထိုအပြစ်မျိုးနောက်ထပ်တစ်ဖန်မကျွလွန်ခြင်းဖြင့်အပြစ်စည်းကြောရပုံကိုအစာတသက်ဖြစ်ရအကြောင်းပြု၍ဟောကြားနေခြင်းဖြစ်သည်ဆရာတော်ဤအဝဇန်းရွှေရွှင်ဟောပြောမှုဗုဒ္ဓဝင်ဇန်တိပတ်များကိုဤသည်မရွေးပြန်လဲဟောပြောခြင်းမဟုတ်ပဲပုဂ္ဂလဒိဋ္ဌံဖြင့် အတန်အသင့်ပြန်လည်ပိုင်းခြားသုံးသပ်ပြီးဟောကြားမှုများသည်ထိုခေတ်ထိုအချိန်ကမြန်မာဗုဒ္ဓဘာသာများကြားတွင်ရှမ်းရှမ်းတောက်အောင်မြင်ခဲ့သည်ကိုကျင့်သီလနှင့်ချိုးချံကြင်ကြံမှုအရာတွင်ကြော်ကြားသောမန္တလေးတောင်မြို့ဆရာတော်အရှင်ဇနကဘိဝင်သား၏ဖုန်းကြီးပြန်ပွဲတွင်တည်တကူဟောကြားခဲ့သောနောက်ဆုံးဆယ်လမြေဗုဒ္ဓနှင့်ဘဝတန်ဖိုးဟောကြားချက်များသည်၎င်း၏အထင်ရှားဆုံးသောဟောကြားချက်များဖြစ်လေသည်စေအုပ်ချုပ်ရေးအောက်တွင်အကြောက်တရားဖြစ်ချင်းတန်နေရသောမြန်မာလူမှုသည် ၎င်းတို့ကြောက်ပါသည်ဆိုသည့်စစ်ကောင်းဆောင်များကိုပြည်တွင်း၌နေ၍မတိမတဝေဖန်သူဖုံးတော်ကြီးများအမှုပညာရှင်များစာရေးဆရာကဗျာဆရာ ကတ်တုန်းဆရာများကိုလည်းခေအဆက်ဆက်လေးစားသည့်အစံလာလည်းရှိကြရာတီတကူဤရာဇောဝါဒမင်းကျင်တရား10ပါးတရားနှင့်2000ရွှေဝါရောင်ဒေါ်လာရေးဖြိုခွင်းပြီးကာလတွင်ဟောသောလူမိုက်တို့ဤသွားရလန်းတရားများသည်လူတို့ဤစစ်အာဏာရှင်အာဏာကြီးမှုကိုဒဏ်ကြေးစေ လိန်ပေးတဲ့ကဲ့သို့လည်းဖြစ်ခဲ့သည် မီယိုဖလာဗုဒ္ဓဘာသာဖုံးတော်ကြီးများကိုရှေ့ယုံမပြတ်ကြီးညိုမှုမြက်ကန်းယုံကြည်မှုအဟောအပြောကောင်းမှုစစ်အာဏာရှင်ကိုမတိမတဝေဖန်ဘူးသဖြင့်ပြည်သူဖုံးဖုံးဒုဖုံးဖုံးဟုစိတ်ပိုင်းဆိုင်ရာကိုးကွယ်ရာရှာဖွေမှုများကြားတွင်ဩဇာကြီးထွားလာသောတီတကူစီရတော်ဤမင်းသားကောင်းဆိုသည်2010ဒီမိုကရေစီအကူအပြောင်းတွင်စတင်လှုပ်ခတ်လာပြီးယခုအခါတွင်စစ်အာဏာရှင်အားပေးထောက်တိုင်ဖုံးကြီးအဖြစ်တိသာထင်ရှားလာက၎င်းအားဝေဖန်မှုများသည် 2021အာနာသိမ့်ပြီးချိန်မှစ၍ပြောင်ပြောင်တင်းတင်းဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ထိုကဲ့သို့ဖြစ်မလာခင်ကတည်းကတီတကူစီရော်နှင့်ပတ်သက်ပြီးမေကွန်းထုတ်ဖွဲအချက်နှစ်ချက်အမြဲတစီဖြစ်ပေါ်ခဲ့သည်။ပထမတစ်ချက်မှာ၎င်း၏အောင်မြင်မှုကိုဖြစ်စေသည့်အကြောင်းရင်းပဲဖြစ်သည်။သကိုင်းတောင်ရိုးရှိ၎င်း၏ဖုံးရင်ကြောင်းတိလရှင်ကြောင်းများအတွက်ရေရရှိစေရေးအားထုတ်မှုအပါအဝင်စေကူတော်မှုနှင့်အခြားသောလူမှုလုပ်ငန်းများဖြစ်သည်။မယိုးဖလာဗုဒ္ဓဘာသာဖုံးတော်ကြီးများသည်တရားဟောခြင်း တရားကျင့်ကြံပို့ချခြင်းများပြုလုပ်ကြတော်လဲလူမှုကို ပရဟိတအကျိုးဆောင်သည့်လုပ်ငန်းများမလုပ်ကြ။လောက်သည့်ဖုံတော်ကြီးသည်ခိမိသည်။ပို့၍အများအကျိုးကို ဆောင်သည်ဟုလူအဖွဲ့စည်းတွင်ထင်မှတ်လာခဲ့ပြန်သည်။ကဘာပေါ်တွင် ထိုးအချင်းတွေကိုကျင်းမြောင်းသည့်ဘာသာရေးအတိုင်းအုံမှခွဲထွက်ပြီးလူမှုကိုအရှိပြုသော socially engaged ဗုဒ္ဓဘာသာဟူ၍ပင်အကောင်းသဘောဖြင့်သမုတ်ကြပြန်သည်။ထိုကိစ္စသည်မြန်မာနိုင်ငံဗုဒ္ဓတန်ခအတိုင်းဝိုင်းကြီးတွင်ကြီးမားသောအငင်းပွားပွဲရာကိစ္စဖြစ်ခဲ့သင့်တော်လဲ။ အကျင့်ထက်ဝါကိုတော်၎င်းသီလထက်ဘွယ်ဒုဂုံတို့များအဟောပြောကောင်းမှုနှင့်နာမည်ကျော်ကြောင်းမှုကိုပိုအလေးထားသောမြန်မာနိုင်ငံရှိလူပရိသတ်ယဟပရိသတ်များကြားထဲတွင်အငင်းပွားပွေရာမဖြစ်ခဲ့ပါဘုန်းတော်ကြီးများနှင့်တာမန်ဗုဒ္ဓဘာသာလူ့ဝိကြောင်များကိုရှားနာစေသောအဓိကရှာမှာဘုန်းတော်ကြီးများသည်ကိလေသာတိုက်ဖြတ်ရေလုပ်ငန်းကိုစောင့်ရှောက်၍ဘဝတစ်ခုလုံးအချိန်တိုင်းကိုရင်းနှီးပြီးလုပ်မည်မလုပ်မည်ဆိုသောအချက်သာဖြစ်သည်ကိလေသာတိုက်ဖြတ်မည်ဆိုပါကသီလကိုညစ်ညူးစေသော အပြုအမူမှန်သမျှကိုအလုံးစုံချောင်းကျင်ခြင်းရှုံးရှံရွှေတာခြင်းစိတ်ဤတည်ငြိမ်မှုကိုထိခိုက်စေသော အရှိအနေများကိုအပတ်တကုတ်ရှောင်ရှားခြင်းဘွယ်ဒုဂုံဒုနာမည်ကျော်ကြောင်းမှုများကိုအလေးကယူမပြုခြင်းနိုင်ငံလူမျိုးအသားအရောင်မခွဲခြားဘဲလူသားအလုံးအပေါ်မေတ္တာကရုဏာထားရှိရန်ကြိုးပမ်းခြင်းစသည့်လက္ခဏာများသည့်မြည်သည့်ဖုံးကြီးကောင်းနေမဆိုရှိကိုရှိရမည်ဖြစ်သည်တေတကူသည်ထိုကဲ့သို့လူနှင့်ယဟန်စီချမှုကိုဖြစ်ပေါ်စေသောကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများကိုလုပ်ခဲ့ပါသလော ဗုဒ္ဓသည်အုပ်စုဖွဲ့ဘာသာရေးကိုမထူထောင်ခဲ့သည့်အလျောက်၎င်း၏ပို့ချောက်ချက်များတွင်လည်းမြေသည့်ဘာသာရေးခေါင်းဆောင်ကိုကိုးကွယ်ရမည်ဘာသာရေးခေါင်းဆောင်ဆိုသည်မှာမြေကဲ့သို့အရေးရှင်တတ်မှတ်ချက်ပြည့်မီရမည်ဟုဟောကြားခြင်းမရှိခဲ့ပဲကိလေသာတိုက်ဖျက်ရေးကိုစွမ်းဆောင်လိုသောလူပုဂ္ဂိုလ်တို့သည်မိမိတို့၏စိတ်တန်တန်တွင်ဓမ္မတရားများကိုထူထောင်ကကိုယ်တိုင်ကျင့်ထားသောထိုတရားများကိုသာကိုးကွယ်ရအစစ်မှန်ဟု၍ဟောကြားခဲ့မှုကြောင့်ဗုဒ္ဓဘာသာတွင်ဘာသာရေးခေါင်းဆောင်ဆိုသည်မှာရှိကုန်မရှိပေ တို့ရရင်တီတကူသည်၎င်းကို၎င်းအာနာချီသူတို့ဤကိုးကွယ်ကံပုဂ္ဂိုလ်အဖြစ်၎င်းမြန်မာဗုဒ္ဓဘာသာဝင်တို့ဤဘာသာရေးခေါင်းဆောင်တပွဲအဖြစ်၎င်းငွေအချွေအရနှင့်နာမည်ကျော်ကြားမှုဘက်သို့ဒီဇိုင်းမမတ်လျှောက်လန်းခဲ့သည်၎င်းသည်နိုင်ငံရေးချာလှည့်ပတ်သွားလာစဉ်ထိုနိုင်ငံရှိဗုဒ္ဓဘာသာဘုံကြီးကျောင်းများတွင်တဲခိုနိုင်လင့်ကစားအဆင့်မြင့်ဟိုတယ်များတွင်လည်းတဲခိုတဲ့ကျောင်းဈေးကြီးပစ္စည်းများကိုဒေါ်လာအထက်လိုက်ကင်တွယ်၍ဝယ်ယူသည့်အလေးရှိကြောင်းလည်းသိရသည် လွန်ခဲ့သည့်၁၀စုနှစ်တခုခန့်ကဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့သို့တီတကူရောက်ရှိစဉ်ကင်မရာဝယ်လိုသည်ဟုဆိုသဖြင့်၎င်းကိုကင်မရာဆိုင်လိုက်ပို့သောအခါဒေါ်လာထောင်ပေါင်းများစွာတန်သောကင်မရာတစ်လုံးကို၎င်းအသုံးပြုရန်အဆိုင်အတွမရှိဝယ်ယူခဲ့သည်ဟုမြို့ကန်တအူးကဆိုသည်ထို့ကဲ့သို့ငွေသုံးဖြုံးနေသောဖုန်ကြီးမျိုးကိုဘဝနီကုန်းရှုပ်ခံသည့်တန်တရာရိတ်ခါအတွက်ဟုဆိုကာရှိစုမဲ့စုငွေကြေးများလူတတ်နေသောမြန်မာနိုင်ငံတဝန်းရှိတောသူတောင်သားများ၏အဖြစ်ကိုတွေးကြည့်က ရင်နှင့်မွေရာ ဖြစ်လေသည်ကိလေသာတိုက်ဖက်ရေးဆိုသောမူလဗုဒ္ဓအရှက်ကိုပရာဟိတလုပ်ငန်းများဗန်းပြ၍၎င်းအတန်ကောင်းအဟောကောင်းဖြင့်သွေးဖဲမိဆိုပါကလူနှင့်ဖုံကြီးကွဲပြားကျပျောက်ွယ်ပြီဆိုသောအချက်ကိုတီတကိုသည်2010နိုင်ငံရေးအကူအပြောင်းများမဖြစ်မီကတည်းကထင်ရှားပြခဲ့ပြီဖြစ်သည်တီတကို၏မေကွန်းထုတ်ဖွယ်နောက်အချက်တစ်ခုမှာ၎င်း၏တရားများတွင်ဗုဒ္ဓဘာသာသည်အစ္စလာမ်တို့၏ကျိုးကျော်တိုက်ခိုက်မှုများကြောင့်မိမ့်မိန်ခဲ့ရပုံ တချိန်ကဗုဒ္ဓဘာသာအကြီးအကျယ်ထွန်းကားခဲ့သောအာဖဂန်နစ္စတန်မိလိန်နာဘရင်ပေါ်ခဲ့ရာပါကစ္စတန်ဇာတကဝတ္ထုများတွင်အထာရတ္တ16ရက်တင်ကြားရာတက္ကသီလကျောင်းတော်တည်ရှိခဲ့ရာနိုင်ငံများတွင်မြန်မာ့ခေတ်၌အစ္စလမ်ဘာသာစိုးမိုးနေပုံများကိုမကြာခဏထည့်သွင်းဟောပြောခဲ့သည်ထိုဟောပြောချက်များဖြင့်၎င်းသည်မြန်မာဗုဒ္ဓဘာသာလူထုကိုကာကွယ်နေသည့်ခေါင်းဆောင်အဖြစ်လှည့်စားပြီးတပ်ဖတ်တွင်မီယိုဖလာဗုဒ္ဓဘာသာမဟုတ်သူများကိုအမုန်းတရားအဖြစ်ရှုမြင်စေရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်သည် ထိုအချက်သည်ဗုဒ္ဓ၏အယိုးရှင်ဆုံးလမ်းညွန်ဖြစ်သောတတဝအားလုံးအပေါ်တွင်မေတ္တာထားရှိကြဆိုသည့်တပ္ပိတ္တာဘဝန္တုသုခိတ္တာဆိုသောအချက်ကိုပြောင်ပြောင်တင်းတင်းစကြင်ခဲ့ခြင်းဖြစ်သည်။တမိုင်းဆိုသည်မှာသင်္ကန်းစာယူပွဲလေ့လာ၍ရသကဲ့သို့လက်နက်တစ်ခုအဖြစ်လဲအသုံးချ၍ရသောအရာဖြစ်သည်။ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာထိုင်းနိုင်ငံအယုဒ္ဓယာမြို့တော်ကိုဗုဒ္ဓဘာသာဝင်အများစုမြန်မာတို့မြီးကဲ့သို့ဝင်ရောက်ဖြည့်ဆည်းခဲ့ကြပုံ ထိုင်းအမျိုးသမီးများကိုအာရမဖမ်းဆီး၍မတရားပြုကျင့်သည်ကိုတိမ့်ပိုက်တော်မူသည်ဟု၎င်းစစ်တုံးမှန်းများကိုဖမ်း၍အာရမလောအပီခိုင်းစေသည်ကိုယိုရီယာမအနုလတ်မှုပညာသင်များကိုခေါ်ဆောင်ခဲ့သည်ဟု၎င်းမြန်မာအကြောင်းသုံးစာအုပ်များတွင်ဝါဒဖြန့်ထားသောသမိုင်းမျိုးကိုတိတကူဤတရားများတွင်ဘယ်သောအခါမှကြားခဲ့ရသည်မဟုတ်ပါထိုသမိုင်းမျိုးကိုသင်ကြား၍မြန်မာတို့ကစိတ်ကြီးဝင်လင်၎င်းထိုင်းတို့ကမြန်မာတို့ကိုဆက်လက်မုန်းတီးနေကြလင်၎င်းအဘယ်သို့အတိတ်ပဲရှိမည်နီစဉ်းစားကြပါကုန် တို့ရရင်တီတကူက2013ဇူလိုင်တွင်ရန်ကုန်အင်းစိန်မြို့နယ်အမျိုးဘာသာသာသနာကာကွယ်စောက်ရှောက်ရေးအသင်းညီလာခံတွင်ဟောပြောခဲ့သောဟောပြောချက်တွင်ရန်ကုန်ရှိသိမ်ကြီးစေးအနီးရှေးဗုဒ္ဓဘာသာဇေဒီများပျောက်ကွယ်ပြီးမွတ်စလင်ဗလီများနေရာယူခဲ့ပုံကိုဟောပြောခြင်းဖြင့်အမောင်းတရားများလှုံ့ဆော်ခဲ့သည်2019ခုနှစ်မေလတက်တွင်းတရားပွဲတစ်ခုတွင်ငါးဘာသီလမလုံသောသူများကိုတတ်ဖြတ်လင်းအကုသို့မကြီးမားကြောင်းဟောပြောမှုသည်တီတကူဤကြာရှုံးမှုကို တိတာစွာဖြစ်ပေါ်စေသောအကြောင်းရင်းတစ်ခုဖြစ်သည်ထိုဟောပြောမှုဖြစ်ပေါ်ပြီးမကြာမီရခိုင်ပြည်နယ်ရှိနေကြားဆောင်ရဲကင်းစခန်းများကိုရိုဟင်ဂျာလက်နက်ကိုင်အစာအဖွဲ့ကတိုက်ခိုက်သည်ဆိုကာရခိုင်ပြည်မြောက်ပိုင်းရှိရိုဟင်ဂျာရွာများကိုစစ်တပ်ကဝန်ရောက်စီးနှင်းမြေလံတိုက်ခိုက်ခြင်းထောင်နှင့်ချီသောရိုဟင်ဂျာများကိုတပ်ဖြတ်ခဲ့ခြင်းများကျူးလွန်ခဲ့သည်တေတကူ၏အဆိုအရဆိုလင်ထိုကဲ့သို့တပ်ဖြတ်ခံရသူရိုဟင်ဂျာများသည်ဗုဒ္ဓဘာသာဝင်များမဟုတ်သဖြင့်အကုသို့မကြီးမပါဘီအလုံးမင်းကြောက်စရာကောင်းသောထိုဟောပြောချက်များသည် ွေးစာနေသောစစ်ကောင်းဆောင်များအထက်ကျင်းတီပေါက်စိုက်ပိုင်းဆိုင်ရာပံ့ပိုးမှုဖြစ်ခဲ့မည်ဖြစ်သည်၂021ခုနှစ်အာနာသိမ့်ပြီးနောက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းအနေဖြင့်ကလားစိုးများကိုတိုင်းပြည်မှနှိမ်နှင်းတိုက်ခိုက်ခဲ့ကြောင်းမတ်လ28ရက်တက်မတော်နေ့မိကုန်းတွင်ပြောင်ပြောင်တင်းတင်းထုတ်ဖော်ပြောကြားခဲ့သည်မင်းအောင်လှိုင်သည် အာနာသိမ့်မှုအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ရာတွင်2020ဖေဖော်ဝါရီလ9ရက်နေ့က၎င်းကိုမြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏ UWA အသင်း YMBA က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဒဇဆိုသည့်ဘွဲကိုပေးအပ်သော ဖြစ်စဉ်လဲတစ်ခုပါဝင်သည် အာနာသိမ့်ပြီးရရဆက်ဆက်တပ်ဖြတ်မှုများကိုကျူးလွန်တော်မူ၎င်း၏တကားဖြစ်သူအတွက်တေတကူကိုယ်တိုင်စီမံသောဘွဲဖြစ်သည်စစ်တပ်ပိုင်းရန်ကုန်ဇေယသီတိဗိမ္မာန်တွင်ပြုလုပ်သောထိုအခမ်းအနားတွင်တေတကူနှင့်တရားမဝင်မဘာသာအဖွဲ့၏ဥက္ကဋ္ဌအင်းစိန်ရွာမဆရာတော်တိလောကဘိဝင်သာရှေးမောင်၌နိုင်ငံတော်တန်ခမဟာနာယကဥက္ကဋ္ဌဗမော့ဆရာတော်ကုမာရဘိဝင်သာကမင်းအွန်လိုင်းကိုဘွဲပေးခြင်းဖြစ်သည် ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများမလုပ်ဘဲမင်းဆရာဖြစ်ရှင်သောဘွယ်ဒူးဂုံဒူးများဖြင့်ရင်မှုနေသောတီတကူသည်အာနာရှင်တို့၏အသုံးတော်ခံဖြစ်ခဲ့သည် ဖြစ်နေစေလဲဖြစ်သည်ယခုအခါတွင်တီတကူ၏အရှိပြုရာဇကိုင်းတိုင်းတွင်တီတကူ၏အရှိပြုရာဇကိုင်းတိုင်းတွင်စစ်အာနာရှင်မင်းအောင်လိုင်၏တပ်များကရွာစဉ်လက်၍မီးချိုတပ်ဖြတ်နေသည်တီတကူကိုနှစ်ပေါင်းများစွာပန်ပိုးလှူဒန်းခဲ့သောဗုဒ္ဓဘာသာဝင်တို့သည်အိုးမဲ့အိမ်မဲ့ဖြင့်အတိဒုက္ခရောက်နေကြပြီဖြစ်သည်တီတကူမှာ မင်းအွန်လိုင်းကိုသာသနာပြုမင်းကောင်းမင်းမြတ်အဖြစ်ဟောပြောနေမှုများနဲ့မင်းအွန်လိုင်း၏လှုပ်ရှားမှုများကိုပြန်ပြောင်းတင်းတင်းထောက်ခံအားပေးနေမှုများကြောင့်မြန်မာလူထုထဲတွင်ဆက်စုပ်ယုံရှားပွဲရရှုမြင်ခံနေရပြီဖြစ်သည်စင်ကျင်တုံတရားနှင့်ဗဟုသုတပေါ်ကြွယ်လာသော27ရာစုလူငယ်တို့သည်အစဉ်အလာစံနှုန်းများကိုမျက်စိပိတ်လက်မခံဘဲတည်တကူကဲ့သို့ပုံကူများကိုပြန်ပြောင်းတင်းတင်းရှောက်ချနေပြီဖြစ်သည်ထိုအရာသည်ပင်နေဥတော်လိုင်း၏အောင်မြင်မှုတစိမ့်တည်းသာဖြစ်လေသည် တို့ရာတွင်ယခုကဲ့သို့ပြောင်းလဲလာသောအမြင်များသည်စစ်တပ်၏ရဲဆပ်မှုများကို나ကြီးချင်းတတ်တတ်အပေါ်အရှိမခံသင့်ပါလူအဖွဲ့အစည်းအတွင်းလူအချင်းချင်းအတိတ်ဒုက္ခတို့ကိုပေါ်ပေါက်အောင်လုပ်သောမြည်သည့်ဘာသာရေးကိုစားပြုပုံကုန်များကိုမဆိုလက်မခံမှုနှင့်ကိလေသာတိုက်ဖက်ရေးလုပ်ငန်းကိုဇောက်ချမလုပ်ကင်ပေဘာသာရေးကိုအသုံးချ၍ကြီးပွားချမ်းသာလိုသောဩဇာထူထောင်လိုသောမြည်သည့်ဘာသာရေးအသွင်ပုံကုန်ကိုမြလက်မခံလိုမှုကိုဒီမိုကရေစီရရှိရေးတော်လှန်ရေးနှင့်အတူထူထောင်မှသာလျှင်နောင်တီတကူများ မပေါ်ပေါက်အောင် တားမြစ်နိုင်ပြီဖြစ်သည်စောင်းပါရှင်ဆွေဝင်းအဆုံးထိနားတော်မီတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်